အခု desktop စီစဉ်နေအကောင်းဆုံးဆက်ပါရှိတယ်။ဟာညီလေးကလောကအကျဉ်းဆုံးအကောင်းဆုံးမှကြိုက်တာပေါ့ဟုတ်လား။ဟုတ်တယ်ကို။အားအဆိုကျွန်တော်ပြပြမယ်ပေါ့နော်။ဒီဆက်တာလေးပေါ့နော်။အာ CPU တော့ကျွန်တော်က AMD တရား Ryzen 9 9950H3D တောင်းထားတာပေါ့နော်။အားလုံးပဲသိတဲ့အတိုင်း H3D CPU ကတော့ gaming performance ရှေ့လေးကျန်းတာ။ဒါပေမဲ့အလွတ်လွတ်တဲ့နေရာမှာ Intel ဘလို့မှမမီဘူး။ဒါပေမဲ့ဒီ Ryzen 9 9950H3D ကလောကအဲ့ထက်မှမပေါ့။ အဲဒီ9950 H3D က gaming performance ဘယ်လောက်ထိကောင်းလဲဆိုတော့ကျွန်တော်ဒီ 9800H3D 9800H3D တို့ထက် gaming CPU လောင်းဝပိုထွက်တယ် game performance 9800H3D ထက်တောင်2% 3%ပိုတာလဲဗျာတိတ်တော့မသိတာပဲမဲ့ပိုတာလဲဗျာဒီလား 9800H3D ထက်ပိုတာလဲဒါတော့တော့လောင်းဝ gaming performance အလုပ်အတွက် performance ပြောမှာကျွန်တော်ဒီ productivity ပေါ့ဗျာကျွန်တော်ဒီ render ချမယ် architect software တွေတောင်းမယ်အဲ့လိုမျိုးပေါ့နော် design ဆွဲမယ်အဲအဲ့ဒီနေရာမှာဆိုလို့ရှိရင်လေ तू က intel ultra knight 285k ထက်တော်မှာတာတည်တယ်ပြောမှာဆိုလို့ရှိရင်ဗျာအခုချိန်မှာ cpu ထဲမှာ gaming performance လည်းအကောင်းဆုံးအဲကျွန်တော်ဒီအလုပ်အတွက်လည်းအကောင်းဆုံးဖြစ်တဲ့ cpu ဆိုလို့ရှိရင်ဒီ ryzen 9950 hd ဒီ cpu ပဲအလုပ်အတွက်ပဲဖြစ်ဖြစ်အာ gaming အတွက်ပဲဖြစ်ဖြစ်သူတော့ကောင်းတာလုံးဝမရှိဘူး cpu ကအဲ့တော့ဒီ cpu တောင်းမိထားပါတယ် graphic card အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့က Asus ရဲ့ TUF gaming ကို RTX 5080 16K OC edition သုံးမိထားပါတယ်ဒီ graphic card ကတော့ပြောမလို့ရှိရင်ဗျာကျွန်တော်အလုပ်အတွက်ဆိုလို့ရှိရင်ဗျာကျွန်တော်ဒီ architect render ချမယ် 2K ချမလား 4K ချမလားစိတ်ကြိုက်လားဗျာကောင်းကောင်းချလို့ရတယ် speed မြင်မြင်မြန်လေးနဲ့ပြီးမယ်နောက်တစ်ချက်က gaming ပြောမယ်တော့ကျွန်တော် triple A title ကိုဒီကို average ယူလိုက်မယ် low resolution အမြင့်ဆုံးထားပြီးတော့ကစားမယ် 4K resolution မှာ triple A title တွေကို average FPS ဘယ်လောက်ထွက်လဲဆိုတော့ လောဝါ native fps တော့80ထွက်တယ် native fps ဆိုတော့ drss လောဝါမပအောင်တော့အဲ့နေရာမှာအကြေလို့ကျွန်တော် retracing on မယ် 4k ကိုမှ retracing on ပြီးဆော့မယ်ဆိုလို့ရှိရင်60 fps တောင်ရတယ်နော် average triple a တိုက်တဲ့တွေ60 fps ထွက်တယ်လောဝါရေလေကျန်းတာဒါလောဝါ drss မပါသေးဘူးနော် drss online တရားကြော်ဝါလိမ့်မယ်ကျွန်တော် drss လောဝါမပြောဘူး native က80ထွက်တယ် retracing လဲဆိုတော့60 fps ထွက်တယ်ဒါ 4k မှာနော်ရှေးလို့ကျန်းတာ တော့ဟို 4K gaming မှာတော့မှာပေါ့နော်ကျွန်တော်ဒီ cooling နေနဲ့ဆိုလို့ရှိရင် ASUS Zephyr Prime ပေါ့နော် LC360 ကို fan သုံးလုံးနဲ့ liquid cooling သုံးမိထားပါတယ်ကျွန်တော်ပေါ့နော် motherboard နေနဲ့ဆိုလို့ရှိရင် ASUS Zephyr TUF gaming ကိုပဲ ace A70 Plus Wi-Fi ကိုကျွန်တော်တုံးမိထားပါတယ်။နောက်တစ်ခုက RAM နဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ 64GB မှာ 32GB နဲ့ချောင်းပေါ့နော်။ King Stand ထဲက DDR5 ကို speed 6000နဲ့ဟာကျွန်တော်တုံးမိထားပါတယ်။နောက်တစ်ခုက storage နဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ Samsung ပေါ့နော်990 Evo Pro ထဲကပေါ့နော်။ 2000k m.2 nvm ကိုတုံးပေးထားပါတယ် speed ဆိုလို့ရှိရင် read speed ပေါ့နော်9450 mbps ပါစက္ကန့်ရတဲ့ storage တွေကိုကျွန်တော်တုံးပေးထားပါတယ်နောက်တစ်ခုကတော့ power supply နေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ cooler master ထည့်ရပါတော့1050 w 80 plus ကိုမှ go ကျွန်တော်တုံးပေးထားပါတယ် power supply casing နေနဲ့ဆိုလို့ရှိရင်တော့ဒီ tami day casing လေးကျွန်တော်တုံးပေးထားပါတယ် long cpu casing လေးပါလပါတယ်အဲ့လိုဒီဗီဒီယိုထဲအတိုင်းဆိုရှင်တော့ကျွန်တော်တို့တွေကကျွန်တော်တို့က KC fan 6လုံးလေးနဲ့ကွန်ထရိုလာတက်ထားတယ်အခုဒီဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်းပေါ့နော်ဒီ system မှာသဘုံးလုံးရဲ့ဈေးက 183သိန်းနဲ့မှ6000ကျက်ရှိပါမယ်။အဲဒီဆက်နက်လေးကတော့ကျွန်တော်တလုံးရောင်းပြီးပါပြီဗျ။အဲ့တလုံးရောင်းတဲ့ကာဆာမှာကျွန်တော်ဘာပြောလဲဆိုတော့အဲ့ကာဆာမှာကေစင်ချင်းဖို့အတွက်ကျွန်တော်နဲ့တိုင်ပင်တယ်။အခုလည်းအခုလည်းမန်လေးကအာကာဆမာတရားပေါ်တော့ကျွန်တော်နဲ့တိုင်ပင်နေတယ်ဒီဆက်လေးကိုတော်တော်စိတ်ဝင်စားနေတယ်အဲ့ကာဆမာလည်းကီစင်ချင်းဖို့ကျွန်တော်နဲ့လာတိုင်ပင်တယ်ဒါကလည်းကျွန်တော်ရဲ့စိတ်ပေါ်တော့ကျွန်တော်ရဲ့အယူအခံယူချက်ပေါ်တော့ကျွန်တော်ကလေ system ဘုံစင်မယ်ဆိုလို့ရှိရင်ဘာလို့မဆို performance မထွက်တဲ့နေရာမှာလေကျွန်တော်ပတ်စံဖြုံးရမှာဆိုလို့ကျွန်တော်အယမ်းနှမျောတယ် ပြောလို့ဆိုကျွန်တော် user အတွက်နှမျောပေးတာဗျာသိလားအဲ့တော့ဒီလိုဆက်တက်မျိုးဗျာပြောလို့ဆိုတင်း183သိန်းကျော်တဲ့ဆက်တက်မှာကျွန်တော်တို့ကလျန်လီလိုမျိုးတင်း10သိန်းတန်း15သိန်းတန်းကီစင်3လက်လို့ရှင်တော့ရဲလဲလမ်းသွားမယ်အမြင်ရအရန်လာသွားမယ်ကျွန်တော်လည်းသိတယ်ဒါပေမဲ့ကျွန်တော်ကအိပ်ပက်ဆန်သုံးရမှာအရန်နှမျောတာကျွန်တော်လက်ရှိသုံးထားတဲ့ကီစင်က3သိန်းတန်းသုံးထားတာမင်းတိတ်တွေကကျွန်တော်လုံးဝ air flow အတွက်လုံးဝ error မရှိဘူးပြောလို့ဆိုလေဝင်တွေထွက်လုံးဝကောင်းတယ်ခိုးလင်းအတွက်လည်းလုံးဝလုံလောက်တဲ့ကီစင်ကိုကျွန်တော်သုံးမိထားတာ ဒါပေမဲ့သူ့ရဲ့အတန်ဘောက3သိန်းကျွန်တော်သုံးထားတဲ့ကေစင်ကဒီထက်ကောင်းအောင်သုံးချင်လဲဆိုလို့ရှိရင်တော့ချိန်လို့ရတယ်ပြဿနာမရှိဘူးကျွန်တော်စင်နာနဲ့ဆက်တဲ့အားလုံးပေါ့နော် customer ဥပမာ run two shot လုတ်ချင်တယ် storage အတူ shot လုတ်ချင်တယ်ကျွန်တော်စင်နာနဲ့ကေစင်မကြိုက်လို့ကေစင်လဲမယ်ဆိုလို့ရှိရင်ကျွန်တော်လဲပေးတယ်နောက်ဆုံးပေါ့နော်ကျွန်တော်ကေစင်ဖိုးပဲနှုတ်ပေးရမှာလားဒါမှမရှိနဲ့ရန်ကောင်းမဟုတ်ဆိုလို့ရှိရင်ဘယ်ဆိုင်ကကေစင်ကြိုက်တယ်လဲပြောလိုက်ကျွန်တော်သွားယူပေးတယ်အဲဒါကျွန်တော်ဘက်ကလုတ်ပေးလို့ရတဲ့ဟာပေါ့နော်အခုဒီဒီအလုံးဆိုလို့ရှိရင်ဗျာ အခုဒါဆိုဒုတိယတယောက်ကစားမှာစိတ်ဝင်စားနေရပါတော့ဒါပေမဲ့နေ့ရက်လုံးကျွန်တော်ပြောလို့ဆိုတော့ကေစင်လေးဖို့ကျွန်တော်နဲ့လာပြောနေတယ်အဲ့တော့ပြောမှဆိုရှင်ကေစင်ကိုလူတွေက customer တွေကတိတ်ပြီးတော့ဒီထက်လမ်းလာတောင်းချင်တာပေါ့နော်အာဒါတော့ customer choice ပါကေစင်လဲချင်တယ်ဆိုလို့ရှိရင်တော့လဲလို့ရပါတယ်ပြဿနာမရှိပါဘူးကျွန်တော်ပြောတဲ့အတိုင်းပေါ့နော်ကျွန်တော်ကနမျောတာကျွန်တော်ပြောမှဆိုရှင်ဗျာဒီ Ryzen 9950 H3D CPU နဲ့ RTX 5080ဆိုတဲ့ graphic card နဲ့တွဲပြီးတော့ဗျာစေးအနည်းဆုံးဖြစ်အောင်ကျွန်တော်ဆင်ပေးချင်တာ အဲ့ဒါကြောင့်မလို့10သိန်းတန်း15သိန်းတန်းကြီးစင်နေကျွန်တော်မတုံးတာပေါ့နော်အဲ့ကလို့မိတ်ဆွေတို့နေနဲ့အဲ့ကြီးစင်နေစိတ်ဝင်စားတဲ့လဲခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်နဲ့လာတိုင်ပင်လို့ရပါတယ်ကျွန်တော်နဲ့လာဆွေးနွေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ gaming pc ရဲ့ဗီဒီယိုလေးကိုလည်း like and share လေးကူညီပေးကြပါနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်နော်